အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ဒီဥပောင်းတဲ့အတန်ရှိပောင်းခြင်းနဲ့ပတ်သက်ပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့စလိုက်ရအောင်နော်ဒီဥအောက်ဥရဲ့အတန်းအောက်မှာရှိတဲ့စကလုံးတွေကိုပောင်းသွားမှာဖြစ်ပါတယ်ဥအတန်းပေါ့နော်ဥအတန်းမှာအောက်မှာရှိတဲ့စကလုံးတွေကိုပောင်းမှာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ဒီခုလို့ခေါ်တဲ့စကလုံးကိုဥနဲ့ပောင်းမယ်နော်ခုကိုဥနဲ့ပောင်းတဲ့ခါကျတော့ခုဆိုပြီးတော့ဖြစ်သွားပါတယ်ခုဥနဲ့ပောင်းတော့ ခိုးစုဥနဲ့ပေါင်းတော့စုစုဥနဲ့ပေါင်းတော့စိုးစုဥနဲ့ပေါင်းတော့စုထိုးဥနဲ့ပေါင်းတော့ထိုးတနည်းအားဖြင့်တိုးလို့လည်းအတန်းထွက်ပါတယ်ဖူးဥနဲ့ပေါင်းတော့ဖူးဟိုးဥနဲ့ပေါင်းတော့ဟိုးမူဥနဲ့ပေါင်းတော့မူ မိုးဥနယ်ပေါင်းတော့မိုးယူဥနယ်ပေါင်းတော့ယူယောဥနယ်ပေါင်းတော့ယောလူဥနယ်ပေါင်းတော့လူလို့ဥနယ်ပေါင်းတော့လို့ကဲအဆွေကျွန်တော်တို့အစားအမီအဆုံးအထိကိုနောက်တစ်ခေါက်အတားပြန်ထွက်မယ်နော်ခူ こう、す、そう、つ、と、ふ、ほ、む、も、ゆ、よ、よ လူလိုတဲ့ဖြစ်ပါတယ်ကဲအားလုံးပဲစင်ပြေကြပါစေ